25ခုနှစ်ဖျက်ခင်ရဲ့ခြေစော်ကိုချီးမွမ်းပါတယ်ကျွန်တော်ခြေစော်ကြောင့်2025ခုနှစ်ကျော်လ၄ရက်နေ့သို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖျက်ရှင်ကိုယေရှုကြောင့်အာမင်ဖျက်ရှင်ရဲ့အသက်တစ်ခုနားထောင်ပါမယ်အဲ့ဒီကောင်းစဉ်ကဘာလဲဆိုတော့ဓမ္မသစ်ချမ်းမှာယုံကြည်သူများပူဇော်ရမယ့်ရစ်၅မျိုးအဲ့ဒါလေးကိုနားထောင်ပါဖြစ်တယ်ဒါလေးကိုကျွန်တော်ဖော်ပြခြင်းနဲ့ အဲ့တော့ဓမ္မတိကျမ်းမှာယုံကြည်သူပူဇော်ရမယ့်ရစ်တွေကဘာတွေလဲအကျော်တည်းရဲ့တစ်ခုစီနားထောင်သွားမယ်ဥပမာဆိုလို့ဓမ္မောင်းကျမ်းမှာဆိုရင်ဒါဣဇရီတွေကအပြစ်ဖြေခြင်းနဲ့ပတ်သက်ပြီးတော့သူ့ကိုတိုက်ရတယ်အသွေးသွန်ပြီးရစ်ပူဇော်ရတယ်အဲ့ဒါဓမ္မောင်းကျမ်းမှာဒါသူတို့အပြစ်နဲ့လွတ်မြောက်ခြင်းနဲ့ဆိုင်တဲ့ရစ်ဆက်သဖြင့်သူတို့ပူဇော်ခြင်းတွေအများကြီးလုပ်ရတယ်ဒီလိုပဲဓမ္မတိကျမ်းရောက်တဲ့အခါကျတော့ ကွာခြားသွားတဲ့ချက်ကသခင်ယေရှုကကျွန်တော်တို့ကားတိုင်းမှာအသွေးသွန်းအသက်ကိုပေးပြီးကျွန်တော်တို့ကကယ်ရင်းစိတ်ချမှုရရှိဖို့အတွက်အသွေးသားအသက်ကိုတော့ပေးထားတယ်။နားလည်အောင်ပြောတော့သခင်ယေရှုကကျွန်တော်တို့ကအပြည့်ရပူဇော်ထားတာ။ဒါကြောင့်ကျွန်တော်တို့ကဒီအပြည့်လွတ်ခြင်းနဲ့သက်ဆိုင်တဲ့ယေရှုပူဇော်ခြင်းပြုစရာမလိုတော့ဘူး။ဒါကြောင့်သခင်ယေရှုအဖေကျွန်တော်ကဖြောင့်မခြင်းရတယ်။အဲ့ဒါကြီးရဲ့အသွေးတော်ကသူကထာဝရအပြည့်လွတ်ခြင်းပေးလိုက်တယ်။ တောင်တလိဆိုင်ရဲ့အသွေးရသူတနှစ်ပဲပြည့်လို့တယ်တောင်အစ္စရေလနှစ်တိုင်းသူကသိုးကိုတတ်ပြီးတော့ခိုးဖြစ်ဖြစ်ဂျိုးဖြစ်ဖြစ်အသွေးသွန်ပြီးရစ်ဖို့ဆိုရတယ်အော်ဒမဒပဒကလာရောက်တဲ့ခါတခါရှုအပ်ပြီးကျွန်တော်ကအပြစ်လွတ်မြောက်ခြင်းရရှိတယ်လို့ဖြောင့်မတ်ခြင်းဆိုရယ်တခင်ရှုအပ်ခြင်းဖြောင့်မတ်ခြင်းဝတ်လုံကိုကျွန်တော်ကယူတင်ဝတ်ဆောင်ဝင်ရတယ်အော်တခင်ရှုအပ်ခြင်းဖြောင့်မတ်ခြင်းရတဲ့သူကဒီတိုင်းကြိုက်လို့နေလို့မရဘူး ဘုရားသခင်ရှိမှာကျွန်တော်ထပ်ပူဇော်ရမယ့်ရစ်ငါမျိုးရှိတယ်။ဒါလေကျွန်တော်တင်တာဟာတို့တွေအပြစ်လွတ်ပြီးဟိသခင်ရှောအပြစ်လွတ်မြောက်ခြင်းရပြီးကြိုက်လို့နေလို့ရတယ်။ No လုံးဝမဟုတ်ပါဘူး။ကျမ်းစာမှာကျွန်တော်ပူဇော်ရမယ့်ရစ်ငါမျိုးရှိတယ်။ဒါတပည့်ကျမ်းမှာ။တောင်းကျမ်းမှာတော့တို့ကအပြစ်ဖြေရရေးနော်။ဘောဇင်ပူဇော်တကတော့နော်ဘောဇင်ဆိုတော့အသီးနှံပူဇော်ရတာ။အဲဒါတို့မှာအများကြီးပူဇော်မှုကြီးရစ်ပူဇော်ခြင်းတွေလုပ်ရတယ်။ ဒါပေမဲ့ယေရှုအဖေကျွန်တော်တို့ကအများကြီးလှုပ်ဆရာရစ်ပူဇော်ဆရာမလို့တော့ဗိမဲ့ကျွန်တော်လှုပ်ရမယ်ပူဇော်ရမယ်ရစ်၅မျိုးချန်သေးတယ်အဲ့ဒါရေးချည်တယ်အဲ့တော့ဒီနှုတ်ဘတော်တဲ့နေ့တိုင်းနားထောင်ရင်ဒီเจ้าရောင်တဲ့နားလေတော့မှဖြစ်တယ်ဒါကြောင့်ခေါင်းစဉ်ကဓမ္မသစ်ချမ်းမှာယုံကြည်သူများပူဇော်ရမယ်ရစ်၅မျိုးအော်ယုံကြည်သူကဓမ္မသစ်ချမ်းမှာ ပူဇော်ရမယ်ရစ်၅မျိုးကဘာတွေလဲနောက်တစ်ဘရုံးဆုံးရစ်ကတော့ဂျေဇုပြုခြင်းနဲ့ ဥ္စာဝေမျှခြင်းရစ်ပြပြောခြင်းနဲ့ကျေးဇူးပြုခြင်းနဲ့ဥ္စာဝေမျှခြင်းရစ်ဟိဘေခါနီ73အငယ်76ကိုဖတ်ရင်တွေ့ရဟိဘေ73 76မှာဖယားသခင်ကအဲ့ဒီရစ်ပူဇော်တဲ့သူကိုအာရနဲ့သက်တယ်အဲ့လိုပြောတယ်။အော်သင်ဟာဘုရားသခင်ရှိမှအာရနဲ့သက်တဲ့အသက်တာရှိခြင်းရဲ့နံပါတ်1သင်ဟာသူတစ်ပါးကိုကျေးဇူးပြုတာဥစ္စာဝေမျှတတ်တယ်အသက်တာ sharing look ပြောချင်တာယူတာထက်ပေးတတ်တဲ့သတ္တာကျေစုပြတ်သွားတာထက်ကျေစုပြုတ်တတ်တဲ့သတ္တာအဲ့ဒါကိုဘုရားသခင်ကနှစ်သက်တယ်ဆိုတွေ့ရတယ်အဲ့တော့ဟေဘရုစာခန်းကြီး7အငယ်16ကိုဖတ်ကြည့်တွေ့ရမယ်ကျွန်တော်လေးရတာလေးဖတ်ပြခြင်းနော်အဲ့ဒါလေးကိုကျွန်တော်ဖတ်ပြခြင်းနိဟေဘရုစာခန်းကြီး7အငယ်16ဘုရားသခင်အလွန်နှစ်သက်တဲ့ရစ်ကအဲ့ဒါပဲတဲ့ကျွန်တော်ဖတ်ပြခြင်းနိဟေဘ7အငယ်16 ကျေးဇူးပြုခြင်းဥစ္စာဝေမျှခြင်းအမှုကို မမိတ်မလျော့ကြနဲ့ထိုတို့သောရစ်ကိုဖယားသခင်အာရနှစ်သက်တော်မူ၏အာမင်ဧဘေခန်းကြီး7ငယ်16အတင်းကိုဖယားသခင်အာရနှစ်သက်ခြင်းသင်ကကျေးဇူးပြုတာသင်ကဝေမျှပေးခံတာအဲဒီရဖယားသခင်နှစ်သက်တဲ့ရပဲအတင်းတို့ဘက်မှာကျေးဇူးကမ်းတာရှိတယ်ကျေးဇူးပြတ်တာရှိတယ်ကျေးဇူးမတင်တာရှိတယ် ကျေးဇူးမပြုတာရှိတယ်ကျေးဇူးကိုမတုံ့ပြန်တာလည်းရှိတယ်ဒါပေမဲ့ကျမ်းစာရောဘာပြောလဲကျေးဇူးပြုပါတော့ဒီကနေ့ကျွန်တော်တို့ယုံကြည်သူအသက်တာမှာသခင်ယေရှုအဖေကျွန်တော်တို့ကအပြစ်လုံးမြောက်ချိန်ရသလိုစိတ်သလိုနေလို့မရအောင်ကျွန်တော်ကကျေးဇူးပြုတတ်တဲ့အသက်တာနဲ့နေရဥစ္စာဝင်မြတ်တတ်တဲ့အသက်တာနဲ့နေရအဲ့ဒါရေးချည်တယ်တော့ကျမ်းစာထဲမှာဒီကျေးဇူးပြုတဲ့သူတွေ ဥစ္စာလည်းဝင်များတယ်ဂျေဇူးလည်းပြုတယ်သူကျသုံးယောက်ပြပြချင်တယ်ဒါပေမဲ့ကျမ်းစာမှာဂျေဇူးပြတ်သွားတာဂျေဇူးမပြုတယ်ပြင်ဂျေဇူးကမ်းတယ်ဂျေဇူးပြတ်သွားတာဥစ္စာလည်းမမဝင်မြောက်ဂျေဇူးလည်းမပြုအဲအဲ့ဒါနှစ်ယောက်ပြောပြမယ်စုပေါင်း၅ယောက်ပြောပြချင်ဟောကျမ်းစာထဲမှာဂျေဇူးပြုတယ်ဥစ္စာဝင်များတယ်နံပါတ်၁ဘရွန်တယောက်ပါဘယ်လိုလဲဆိုတော့မုတ်ငါလုံးငါးနှစ်ကောင်ပြီးတဲ့ကလေးလေးဟောဒီကလေးလေးရဲ့တတ်တာကျွန်တော်အားလုံးသိတယ်ကလေးရဲ့နာမည်မပေါဘူးကျမ်းစာထဲမှာ ဒါပေမဲ့ခလေးရဲ့အောဘွယ်ဖရားကိုကြီးစုပြုတဲ့အရာကြီးပါမယ်ဒါကျွန်တော်အလုံးသိတဲ့အတိုင်းခင်ရှုရဒေဆိုင်လက်လည်းကတရားဟောရင်လူ9000ကျော်ယောက်ျားကြီးပဲ9000မိန်းမနဲ့ခလေးပိုင်း1000ကျော်မယ်ခမန်းဒီလူတွေကိုချွေးဖို့အတွက်သခင်ယေရှုကတပည့်တော်တွေကိုစီစဉ်ထားတယ်တပည့်တော်တွေမဟုတ်မေးနိုင်ဘူးပြည့်တယ်တပည့်တော်တွေကသခင်ယေရှုနောက်မှာလာအမြင်ရှိတာဒါပေမဲ့သခင်ယေရှုကြီးစုမပြုဘူးသူက တကယ်ရှုဂျေစုပြုခြင်းပဲသူတို့ခံနေတာဟောဒီကနေ့ကျွန်တော်စဉ်းစားအောင်ဖခင်ကကျွန်တော်ဂျေစုပြုတယ်ကျွန်တော်အချင်းချင်းဂျေစုပြုအောင်ဖခင်ကဂျေစုပြန်ပြုအောင်အဲ့တော့ဘုရားသခင်နဲ့တက်တယ်တော့တပည့်တော်တွေတော့မပြုနိုင်တဲ့ဂျေစုပြုခြင်းအောင်ဒီမုံကန်းလုံးကန်းတော်ကလေးလေးဂျေစုပြုတော့ဒီမုံကန်းလုံးကန်းတော်နဲ့ပတ်သက်ပြီးဒီကလေးချောင်းဖတ်ခြင်းရောအခန်းကြီး6ငယ်9ငါးနေ73တိပိုင်းတွေ့ရအဲ့ဒီကလေးရဲ့တက်တယ်မှာထူးခြားတဲ့ချက်3ချက်တွေ့ရနံပါတ်1နာမည်မပါဘူး ဒါပေမဲ့ဖယားနာမနဲ့ဘုံထင်ရှားတယ်ဒီကလေးလေးအသက်တော်နံပါတ်1ကသူစားရမယ့်အရာကိုယေရှုပေးပြီးခြေဆုပြုတဲ့အခါသူ့အကြောင်းမှတ်တမ်းတင်ခါနံပါတ်3ကဒီရောက်သူ sharing လုပ်ပြီးတော့အလာတကီယေရှုကဆုတောင်းပြီးဝေတဲ့အခါမှာအကျဉ်းချန်12တောင်းချတယ်လူနေနေဆိုတပည့်တော်12ပေါက်တယောက်ရောင်းစီပေးမယ်လို့ထင်တယ်တကယ်မပေးပါဘူးဒီကလေးလေးကိုပဲတကယ်ယေရှုပေးလိုက်မယ်လို့ခံမှန်းလို့ရတယ်ဘာကြောင့်လဲခြေဆုပြုတာဟုတ် တောက်ချက်ဆောင်မှာကျေးဇူးပြုပြီးဝေမျှတတ်တဲ့အတ္တတာရှိတာတကယ်လူကြီးလူငယ်မဟုတ်ဘူးခလေးဖြစ်တယ်။ဟိုဗျာမကြခင်ဦးကျော်လာမယ့် Sunday ဆိုတာခလေးများနေလည်းဖြစ်တယ်။တောက်ဒီခလေးတွေနော်နဲ့ပတ်သက်ပြီးကိရှိသူငယ်ကဲသူဖြူစင်ဖို့သူအများကြီးတုံတဲ့။ကောင်းရင်နိုင်ငံတော်ဝင်မဲ့သူရဲ့အတ္တတာမှာနော်ခွင့်မလွတ်တာလို့ခြိနှောင်တာလို့မျက်နွမ်းနေတာမဟုတ်ပဲနဲ့ခလေးတွေကဲသူဖြူစင်ဖို့အများကြီးတုံတဲ့။တောက်ဒီခလေးလေးဟာကျေးဇူးပြုရဲ့ ဥစ္စာဝင်မြတဲ့ရစ်ကိုသူပူဇော်တယ်။ဒါကြောင့်တခေရှုအာရနဲ့တက်တယ်။ကဲဒီမနေ့ဒုတိယဂျေဇုပြုတာ။ထပ်မံဂျန်ခန်းကြီးတဲ့ငယ်59 22တိဖိုင်။ပါရမီအလူမျိုးများစွာကိုတတ်နေတယ်။ဒီကိုဝင်တဲ့အမျိုးသမီးတွေမွေးလာတဲ့ကလေးတွေကိုတတ်ခိုင်းတဲ့ချိန်မှာရှစ်ဖရာနဲ့ပူအာဆိုတဲ့အမျိုးသမီးဒီဝန်ဆွေမနေ့ောက်ကသူဂျေဇုပြုမယ်။ဒီဟေဘဲအမျိုးသမီးတွေပေါ့။ဒီအစ်ရီးတွေအမျိုးသမီးတွေမွေးရင်မတတ်ပဲနဲ့သူကမွေးခွင့်ပေးတယ်။ ။ဟောနားလည်အောင်ပြောနေသူတို့ဂျေဆုပြုတယ်။အချင်းချင်းဂျေဆုပြုတယ်ကဘုရားသခင်ကအဲ့ဒီအမျိုးသမီးတွေအိမ်ကိုပြန်ဂျေဆုပြုတယ်။အဲ့အောင်စေတော့တွေ့ရတယ်။ဟောဒီကနေ့ဘုရားသခင်ကိုအားရနှက်သက်ချင်းကိုဘုရားကိုဂျေဆုပြုအောင်အချင်းချင်းဂျေဆုပြုအောင်ဥစ္စာဝင်မြတ်တတ်တဲ့တတ်တာရှိတယ်။အဲ့ဒီပုံမှာဘုရားသခင်ကအားရနှက်သက်တယ်။ဒါကြောင့်တမသက်ချမ်းမှာယုံကြည်သူတယောက်ပူဇော်အမယ်ရစ်ငါးမျိုးမှာနံပါတ်1ရစ်ကဂျေဆုပြုခြင်းနဲ့ဥစ္စာဝင်မြတ်ခြင်းဖြစ်တယ်။ ဟေဘေခန်းကြီး73ငယ်76တောက်ဒီရှိဖရာနဲ့ပူအားကသူတို့အလောက်ကမထင်ရှားဘူးဒါပေမဲ့သူတို့ရဲ့နှလုံးသားဘုရားသခင်ရှေ့မှာထင်ရှားတယ်သူတို့အလောက်ကလူမလေးစားဘူးဒါပေမဲ့သူတို့ကြီးစုပြုခြင်းကိုဘုရားသခင်ကလေးစားတယ်ဟောဒီကိသင်ဟာသူများရှေ့မှာမထင်ရှားကိစ္စမရှိဘူးဘုရားသခင်ရှေ့မှာထင်ရှားတော်သူဖြစ်မယ်ဘုရားသခင်ရှေ့မှာကြီးစုပြုတတ်တော်သူဘုရားသခင်ရှေ့မှာထူးခြားတဲ့သူဖြစ်ဖို့အားပေးခြင်း ကဲဒီမှာတော့တတိယတရားဩပတိလို့ခေါ်တယ်။ဩပတိဆိုတာကအဟမင်းကြီးရဲ့နန်းတော်အုပ်ဖြစ်တယ်။၃၀၀ခန်းကြီး၁၈အငယ်တက်ကနေ၄အထိဖိုင်တွေ့ရတယ်။၃၁၈တက်ကနေ၄အဟမင်းကြီးဆိုတဲ့ဆိုရီရှမာရိမြို့ကိုအုပ်ချုပ်တဲ့ရှင်ပြန်တော်ဖြစ်တယ်။ရှမာရိပြည်ကိုသူအုပ်ချုပ်တယ်သူလက်ထက်မှာဘိုးခေါင်ကြီးရှာလာပြီးဖြစ်တဲ့ကပ်ဘီးတွေအများကြီးဆက်။ဘာကြောင့်လဲဆိုတော့အဟကအလွန်စူးတွန်းတယ် နောက်ဆုံးသူတည်တဲ့အခါလေလူတယောက်မရည်ရွယ်ပဲပြစ်တဲ့မြားမှန်ပြီးသူတည်သွားတယ်။ရုပ်တည့်သူတည်သွားတယ်။သူ့ဘေးမှာရေစပီလာတဲ့သိဆိုးတယ်။အဲဒီရေစပီလာ proper ရောက်တယ်အောင်တတ်ဖို့လုပ်တဲ့အချိန်မှာအခုကျွန်တော်လိလာမယ်။ Obedi ဆိုရဲနန်းတော်အုပ်ကတယောက်90စီကိုကျင်းထဲမှာဖွက်ပြီးမုံနဲ့ရေတိုက်ပြီးသူကျေစုပြူတယ်။အဲဒီ Obedi ရဲ့မိသားစုဘုရားခင်ပြန်ကျေစုပြူတယ်။တော်တကယ်အားပေးခြင်းနဲ့ တဲ့သူများဘယ်လိုတုတ်ပြန်တုတ်ပြန်သင်ကျေစုပြုတ်တက်တဲ့အတ္တတာရှိပါတဲ့ကိုသူများဘယ်လိုဒုက္ခပေးပြီးသင်တတ်တာမှာကျေစုပြုတ်အဲ့ဒါကိုဘုရားသခင်ကအာရနှစ်သက်ပြီးသင်ကိုကောင်းချီးပေးမှဖြစ်တယ်။နောက်ဒီကနေ့ဓမ္မတိချမ်းမှာယုံကြည်သူပူဇော်ရမယ့်ရက်၅မျိုးမှာနံပါတ်၁ရက်ဒီကျေစုပြုတ်တဲ့ရက်ဥစ္စာဝေမျှတဲ့ရက်ပူဇော်ရဒါကြောင့်ပုံကားလုံးကားနဲ့ကောင်းပေးတဲ့ကလေးရှစ်ဖရာနဲ့ပူအားအော်ဘဒီသူတို့ကျေစုပြုတ်တဲ့ရက်ကို ဝီမြပီကန်တက်တဲ့ရစ်ကိုသူတို့ပူဇော်တဲ့အခါဘုရားသခင်မျက်သက်ချင်းခံရတယ်။ကဲကျွန်တော်ကဂျေစုပြပြပြုတ်နေသူရှိတယ်လို့ဂျေစုပြတ်သွားတာ။ဂျေစုပြတ်သွားတာနံပါတ်၁ကဘာလို့လဲဆိုတော့လူမှုကိုဦးလူကခန်းကြီး၁၈ငယ်၁၁က၁၈ခွန်မှာနော်တကယ်ရှိတာဒီယေရုရှလင်မြို့ကိုသွားတဲ့အခါရှမာရိပြည်နဲ့ဂါလိလဲပြည်စစ်ချာမှာလူမှုတကြိတ်ပေါ့တကြိတ်ဆိုစိတ်ရောက်တကယ်ရှိတွေ့တဲ့အခါအဝေးကနေရက်သွားတယ်။ဘာကြောင့်လဲဆိုတော့သူတို့ကလူမှုတွေကဟို ကျမ်းမာတဲ့သူနာကိုလာလို့မရအရင်တော့လူလူတွေကလူကောင်းတွေနာလာလို့မရလူကောင်းတွေကဖြတ်သွားရင်လူနောကအဝက်ကိုင်းမတန့်ရှင်မတန့်ရှင်လို့ပေါ်သွားတယ်အခုလေတို့တကယ်ရှုမြင်တဲ့ကဟာတကယ်ရှုကဖျားသားဆိုသူသိတယ်တော့ဘာဝင်းရနေရပြားကျွန်တော်ကဲပါတယ်အဲ့ဒီမှာတကယ်ရှုပဲမင်းတို့ရပရိရှိသွားပြတယ်သွားပြရင်ပြောက်မယ်လို့တကယ်ရှုမပြောဘူးနော်သွားပြလို့ပဲပြောတာဘာလို့လဲဆိုရပရိရှိရောက်လို့ပြောက်တော့မဟုတ်ဘူးတကယ်ရှုအမိတ်နဲ့နားထောင်ရင်လည်းတို့ပြောက်တယ်တကယ်လည်းတို့သွားပြတဲ့ခါလက်မှပြောက်သွားတယ် ပြောကြတယ်ယေဘရိနဲ့တွေ့လို့ပျောက်တော့မို့ယေရှုအမိတ်နဲ့သွားရင်ပျောက်တာဟောဒီကနေ့ကျွန်တော်ကလည်းလောကအတန်လောကစကားနဲ့သွားမှာမို့တကယ်ရှုအမိတ်နဲ့သွားရင်တော့အဆင်ပြေနေမှာကာမင်းမင်္ဂလာဆောင်မှာဒီစပြည့်ရင်ခတ်တိုက်ဆိုတော့တကယ်ရှုအမိတ်နဲ့သူကခတ်တိုက်ရင်နဲ့ဒီရေကနေလမ်းလျှောက်ရင်လမ်းလျှောက်ရင်နဲ့စပြည့်ရင်ဖြစ်ပြောင်းပြီးအဲ့ပွဲအုပ်တဲ့ဝင်ကစပြည့်ဖြစ်သွားတာဟောဒီရောက်ကြည့်ကြမယ်တကယ်ရှုအမိတ်နဲ့သွားနေရင်နဲ့ယုံရင်ယုံရင်နဲ့ကိုအဆင်ပြေနေတာတော့သူ အခုလေဒီလူလူတစ်ချိတ်ကယုံကြည်ခြင်းနဲ့ပေါ်ပြတဲ့အခါလက်မှန်နဲ့ပျောက်သွားတဲ့အခါကိုယ့်ရောက်ပဲပြန်မလာဘူးတယောက်ပဲပြန်မလာဟောဒီယုံကြည်ခြင်းအပြင်ဒီကိုယ့်ရောက်ကဂျေစုပြတ်သွားတယ်ဂျေစုမပြုတ်ဘူးတကယ်ရှုဂျေစုမတည်ဘူးတော့ဒီကိုယ့်ရောက်နဲ့ပတ်သက်ရင်ထပ်မပေါ်ပြဘူးဒါပေမဲ့တယောက်ကဂျေစုလာတည်တဲ့အခါထပ်ပြီးအနာငိမ့်နဲ့ကောင်းချီးရတယ်ဟောဒီအရုပ်ချိတ်ခြင်းအပြင်ဂျေစုပြတ်တဲ့အသက်တာမဖြစ်ဖို့လိုတယ်ဂျေစုပြတ်ရင်ဖះအားရခြင်းမရှိတော့ ။နောက်ကျတော့ယေရှုပြုပါမယ်။ဖေယောယေရှုတည်ရမယ်။အချင်းချင်းယေရှုပြုတတ်တဲ့သတ္တရှိအောင်။နောက်နံပါတ်1ယေရှုပြတ်တာဘယ်လိုလဲဆိုယူရရှက်ကရမာသခန်ကြီး26 24 26ယူရရှက်ကယေရှုပြတ်တယ်။သခင်ယေရှုနာမှာနေပြီးသခင်ယေရှုသူယေရှုပြတ်သွားတယ်။ယေရှုမပြုဘူးသူရောင်းစားလိုက်တယ်။နားလည်အောင်ပြောတော့သခင်ယေရှုနဲ့အတူနေပြီးသခင်ယေရှုပေးတဲ့စမှန်တဲ့တမာတရားသူနှလုံးသားထဲမှာမရှိဘူး။ ကိုခန္ဓာတော့နေတယ်နှလုံးသားဝေးတယ်နောက်ဆုံးရောင်းစားပဲကျေစုပြတ်သွားတယ်တောက်သူတမိုင်းလည်းပြတ်သွားတယ်တောက်ဒီကနေ့အားပေးချင်ပါတယ်ဖျားသခင်တိတ်နဲ့တက်တဲ့ရက်တဲ့အသက်တာမှာရှိခြင်းရယ်ဖျားသခင်အားရတဲ့အသက်တာရှိခြင်းရယ်ကျေစုပြုခြင်းဥစ္စာဝေမျှခြင်းပြုတဲ့သူကိုဖျားသခင်ကအားရနဲ့တက်တယ်ဒါကြောင့်ကျမ်းစာထဲမှာဒါပေမဲ့ပူဇော်ရမယ့်ရက်၅မျိုးမှာနံပါတ်၁ကျေးဇူးပြုခြင်းနဲ့ဥစ္စာဝေမျှခြင်းရက်ကိုပူဇော်ပါကဒါပ ထို့ဖျားကနှစ်သက်ပြီးကောင်းချီးပေးမယ်ဆိုတော့အပီးရင်နောက်ဆုံးဖြစ်ပျက်လေးတခုပြောပြီးနေကုန်ချုပ်ချင်တယ်ဒါတော့ဒါအိန္ဒိယနိုင်ငံမှာသူတို့ခလီတွေကိုပြောပြတယ်ရိုးရာပုံကြီးလေးတခုလည်းဖြစ်တယ်မိမစကားနာထောင်တဲ့ခလီလေးတယောက်ရဲ့အကြောင်းပါဒါကတော့ခလီတယောက်သူ့မိအပြင်းဖျားနေတော့ຫນွေတီးလွင်မြင်ခေါင်းကြီးပေါ့အဲ့ချိန်မှာသူကဖျားသခင်ကိုဆုတောင်းတဲ့အခါခွက်ကလေးကိုသူကသူ့အမိကိုရေတိုက်ချင်ရေမရှိဘူး မိကိုရိတိုက်ချင်တယ်ဆိုခွက်ကိုအပြင်မှာထားပြီးဆုတောင်းလိုက်ခါမနှမိုးလဲတဲ့ခါသွားကြည့်တဲ့ခါခွက်ထဲမှာနှင်းရည်အပြည့်ရောက်အဲ့ချိန်မှာပဲအမိကိုတိုက်ဖို့လာတဲ့အချိန်မှာလမ်းမှာခွေးကလေးတောင်ရေစာနေတော့ကဲငါတိုက်လိုက်ပါမယ်ဆိုအဲ့နှင်းရည်လေးကိုသူတိုက်လိုက်တာအောင်းဟောစရာသူ့ခွက်ကငွေခွက်လေးဖြစ်သွားတယ်ပထမသူကဒဏ်ခွက်လေးချတာပါဒါပေမဲ့သူအမိကိုတိုက်မဲ့နှင်းရည်လေးကိုခွေးကလေးကိုတိုက်လိုက်တဲ့ခါမှာရုပ်တရက်အပြောင်းအလဲတစ်ခုဖြစ်သွားတယ် ငွေခွက်လေးဖြစ်တယ်။အဲဒီအချိန်မှာပဲအမေကိုတိုက်ဖို့လာတဲ့အချိန်မှာအမေကပြောတယ်အမေခံနိုင်သေးတယ်အမေမချမ်းပါလေသူရှင်တိုက်ပါလားသမီးရဲ့။အဲဒီအချိန်မှာပဲသူတို့အိမ်သားမှရှိတဲ့မချမ်းပါတဲ့လူနာတယောက်သွားတိုက်တဲ့အခါအာဟုံးစရာရွှေခွက်ဆပ်ဖြစ်လာ။ထားအချိန်မှာသူလည်းအာဟုံးတော့ရယ်။အဲ့ဒါနဲ့ဒီခွက်ကလေးကိုင်ပြီးသူအိမ်ပြန်လာတဲ့အချိန်မှာပဲသူ့မင်းကပြောတယ်အမေထက်လိုအပ်တဲ့နောက်တယောက်တိုက်ပါအောင်သမီးရဲ့ဆိုသူ့အိမ်ကိုတကားခောက်တဲ့ခီးသွားဧည့်တဲ့တယောက်ကအကြီးကျယ်သူကရင်နှက်နေတော့ဒီကလေးလေးက ကဲဒါလေးတိုက်မယ်ဆိုတိုက်လိုက်တခါအဲဒီခွက်ကလေးကစိမ့်စီထားတဲ့ကြောက်ပြီးဗရမားတွေခြေထားတဲ့ခွက်ကလေးဖြစ်သွားတယ်။နောက်ဆုံးဒီခွက်ကလေးကိုရောင်းစားပြီးသားမိတွေဘဝလှပသွားတယ်။ဒါလေးကိုစောက်တော့မှဖတ်တဲ့အခါမှာသဘောချတယ်။ဒီကလေးလေးရဲ့ကုညီတက်ခြင်းမေတ္တာပြတက်ခြင်းကျေးဇူးပြုတက်ခြင်းဟာသူ့အိမ်တို့ဘုရားကအကုန်ပြန်လုပ်ပေးလိုက် ော်ဒီနေ့လောကကြီးမှာမေတ္တာတွေပြတ်နေတဲ့ချိန်သစ္စာတွေပြတ်နေတဲ့ချိန်ကြီးစိုးတွေပြတ်နေတဲ့ချိန်ကျွန်တော်ကြီးစိုးပြုပါမယ်ကျွန်တော်မေတ္တာပြကျေးဇူးမရှိတဲ့ဥစ္စာမေတ္တာနဲ့ဝေငှပေးကမ်းတတ်ခြင်းကိုဖျားတခင်ကအားရပြီးကောင်းချီးပေးမိ။တောင်တပတ်တချမ်းမှာယုံကြည်သူပူဇော်ရမယ့်ရစ်ငါးမျိုးပါ။နံပါတ်၁ရစ်သည်ကျေးဇူးပြုခြင်းနဲ့ဥစ္စာဝေမျှခြင်းရစ်ကိုပြုပါ။ထို့ဖျားကတဲ့ကိုနှစ်သက်ပြီးကောင်းချီးပေးမှာဖြစ်တယ်။ အားလုံးကိုဖျက်ရှင်သာ၍ကောင်းချီးပေးပါစေ God bless you all ပြန်လည်တွေ့ဆုံကြပါစို့ကျွန်တော်နှစ်ဖန်ကျသပရီနီမြမဆန်တော်ညညနေ3နာရီခွဲမှာကျွန်တော်ပြန်လည်တွေ့ဆုံမှာဖြစ်တယ်ဒုတိယတစ်ချက်ကိုနှစ်ဖန်ညနေမှာပြန်ပြီးနားထောင်မှာဖြစ်တယ်အားလုံးကိုဖျက်ကောင်းချီးပေးပါစေဆုတောင်းကောင်းချီးခံယူကြပါစို့ခမီးတော်သားတော်သင်ရှင်တော်ဝိညာဉ်တော်မှာဆုဖြာထံတော်ပါမကောင်းကြီးဖြစ်ပါသည်ကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့သလောက်မြန်မာပြည်မှာရည်ကြီးရည်ရှံမှုတွေဖေရှားခြင်း ဘိဥပတွေ့ချုပ်နေတဲ့သူတွေကိုဖျားရှင်ကွယ်ကာခြင်းဖျားရဲ့လက်တော်ဆောက်မခြင်းနဲ့အတူယနေ့မိုးနေ့ကြောက်တဲ့မိုးနေ့ရှင်များမင်္ဂလာနေ့ပတ်လည်ကြောက်တော်သူများဘုန်းတော်ဝန်စားတဲ့သူတွေချက်ရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရခြင်းကြီးစုတဲ့ online ပရိသတ် Facebook YouTube ဓမ္မပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့သလကောင်ဒီချင်းမိုင်မြို့မှာရှိတဲ့သင်တော်သီးသီးနဲ့တကွာယုံကြည်သူများမှဆက်ကြီးစုနေတဲ့ online ပရိသတ်များအားလုံးပေါ်သို့သလကောင်ယနေ့မှဆက်၍ကာလအစဉ်မြဲကောင်းချီးဖြတ်ပြအသက်ရောက်တည်ရှိနေပါစေတော့အာမင် ကျေးဇူးတင်ပါတယ်ကြည်ရှိခွန်ယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖျက်ရှင်ကောင်းချီးပေးပါစေ we love you all ပြန်လည်တွေ့ဆုံကြပါစို့